စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်။ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မိနေနဲ့။ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်ဒီလောကမှာအများကြီးပဲ။ပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲနော်။လူတွေမှာပူမှုတွေနဲ့နေကြတယ်။တောကနော်စိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်။ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်။ နော်တရှိဥစ္စာအတွက်တောကဖြစ်တယ်သာသမီရှိတဲ့ပုဂ္ဂိုလ်ကသာသမီအတွက်တောကဖြစ်ရတယ်နော်ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်တောကဖြစ်တယ်တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်တောကဖြစ်တယ်အားလုံးဟာတောကလေးတွေနဲ့ရှင်နေကြအဲ့ဒီတောကဆိုတာဒေါမနတပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့ အေးဒါကြောင့်မလို့တောကခင်းအောင်နေချင်လို့ရှင်ဘာလို့ရမလဲလို့စဉ်ပြတာမှုတွေကိုရှောက်ရပြတာမှုရှိလေလေတောကကြီးလေလေပြတာမှုကြီးလေလေတောကကြီးလေလေပြတာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လဲလို့မရတည်ပြင်ရှိရင်တည့်ရိပ်ရှိပါပဲပေါ့ဘာဖြစ်လို့တော့ဆိုတော့တောကဆိုတာပြတာမှုရဲ့အရေးပဲဒီကွာ ဒေတာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော်